မင်းစေ online မှာစီးပွားရေးလုပ်တော့မယ်ဆိုလို့ရှိရင်အရေးကြီးတဲ့အရေးကြီးတဲ့အရာတစ်ခုရှိပါတယ်။အဲ့ဒါဘာမှဖြစ်မဲ့လို့ထင်တယ်။အားလုံးပြန်လာပါစီးကြရလေးပြန်လေးကြိုးစားလိုက်ပါရစေ။ကျွန်တော်ကတော့စီးပွားရေးနဲ့ marketing အကြောင်းတွေကိုမျှဝေပေးနေတဲ့အောင်ကိုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဗီဒီယိုမှာကျွန်တော်အချက်နှစ်ချက်ဒီကထားပြီးတော့ပြောခဲ့တယ်ဒီနေ့မှာတော့ကျွန်တော်တို့ဘာတွေဝယ်ပြီးဘာတွေရောင်းကြမယ်ဘလို့စီးပွားရေးလုပ်ငန်းလုပ်ကြမယ်ဆိုတဲ့အကြောင်းကိုစပြီးတော့စဉ်းစားရအောင်ပါကျွန်မရဲ့လုပ်ငန်းတစ်ခုလုပ်တော့မယ်ချိန်မှာလူတော်တော်များများစဉ်းစားတဲ့အရာကအရင်းကြီးပါတကယ်တော့အဲ့ဒီအရင်းကြီးကိုခဏလေးထားလိုက်ပါအောင်ကျွန်တော်ဒီကနေ့ပြောမယ်အချက်သုံးချက်ပေါ်အရင်ဆုံးစပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်နံပါတ်1ကကျတော့ကျွန်တော်တို့ဝယ်ပြီးတော့ရောင်းပါဝယ်ပြီးတော့ရောင်းတာတော့ရှင်းပါတယ် ပစ္စည်းတစ်ခုကိုသူများစီကဝယ်မယ်လက်ကားပေါ်လို့ဆိုကြပါစို့ကိန်းကြီးပဲဆိုကြပါစို့၁၀ထဲဝယ်မယ်ပြီးတော့တစ်ထည်ချင်းတစ်လီပြန်ရောင်းမယ်ဒါကတော့ဝယ်ပြီးတော့ရောင်းတဲ့အလုပ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကကိုကိုရိုင်းထုတ်ပြီးတော့ရောင်းမယ်ကိုကိုရိုင်းထုတ်ပြီးတော့ရောင်းမယ်ဆိုတာကကျတော့ကျွန်တော်တို့ဥပမာအိမ်ကြီးဆိုလဲ local brand ကိုရိုင်းထုတ်ပြီးတော့ရောင်းမယ်ပစ္စည်းတစ်ခုကိုပစ္စည်းတစ်ခုထုတ်လို့ပြီးတော့ရောင်းမယ်ပေါ့နံပါတ်၃ကကျတော့ ကိုလုံးတက်တဲ့အရာတစ်ခုကိုရောင်းမယ် service ကိုရောင်းတော့ကျွန်တော်ကစာတင်တတ်တယ်ဒါကြောင့်မို့လို့ကျွန်တော်စာတင်တတ်တဲ့တင်ကြားရေး service ကိုကျွန်တော်ရောင်းမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီ၃မျိုးထဲမှာတစ်ခုချင်းစီတစ်ခုချင်းစီမှာတရိထားမယ်အရာလေးတွေရှိပါတယ်ပထမအောင်တစ်ခုဝယ်ပြီးတော့ရောင်းမယ်ပေါ့နော်ဝယ်ပြီးတော့ရောင်းမယ်ဆိုလို့ရှိရင်ကိုဝယ်ပြီးတော့လက်ကားတိုင်ရဲ့တာဝန်ယူမှုတာဝန်ခံမှုပစ္စည်းအရင်းအမြစ်မှန်ကန်မှုစတဲ့ဒီအချက်တွေကိုကျွန်တော်တို့ထည့်စမ်းဖို့လိုတယ်နံပါတ်1ကျွန်တော်တို့ထုတ်ပြီးတော့ရောင်းမယ်ပေါ့ထုတ်ပြီးတော့ရောင်းမယ်ဆိုရင်ကုန်ကြောမဖြစ်လာခင်ကုန်ကြမ်းအဆင့်ပေါ့နော်ကုန်ကြမ်းအဆင့်မှာ ကျွန်တော်ဒီကုန်ရမ်းတွေကိုဒီဒီချာချာရရှိနိုင်မှုပြီးတော့ထွက်လာတဲ့ quality ကောင်းမှုပေါ့ quality ကောင်းတဲ့အပြင်တော့တို့က အချိန်မီပြီးစီးနိုင်မှုပေါ့ဒါရရတကယ် challenge နော်ကျွန်တော်တို့ order မတက်တဲ့အချိန်မှာမှန်ရသလို order အရန်တက်ပြန်ရင်လည်းမနိုင်မနေနေဖြစ်ပြီးတော့ပြဿနာတက်တတ်တယ်အဲကြောင့်မလို့ကျွန်တော်တို့ကဒီအားတွေကိုအချိန်မီပြီးစီးနိုင်မှုဒီလိုအချက်တွေကိုလည်းကျွန်တော်တို့ခဲစဉ်းစားတယ်နံပါတ်3ဖြစ်တဲ့ကိုလုံးတက်တာကိုရောင်းတယ်ဥပမာခုကျွန်တော်ကအာမာဂရင်းနဲ့ပတ်သက်တဲ့အကြောင်းအရာကိုကျွန်တော်သိတယ်အဲ့တော့မာဂရင်းပတ်သက်တဲ့အကြောင်းကိုကျွန်တော် sharing နဲ့လုပ်တယ်အဲ့လိုလုပ်တာအပြင်ကျွန်တော်မာဂရင်းနဲ့ပတ်သက်တဲ့သင်တန်းတွေလည်းပေးတယ် ဆိုတော့ကျွန်တော်တင်တဲ့ကိုလာတက်ကြတယ်ဆိုကြပါဆိုကျွန်တော်တင်တဲ့ကိုလည်းသဘောကျကြတယ်အဲ့လိုနဲ့ကျွန်တော်တင်တဲ့ကအောင်မြင်လာတယ်ပေါ့ဗျာအတူပဲပြောလိုက်မယ်။အောင်မြင်လာတော့ကျွန်တော်ရဲ့တင်တဲ့ကြောင့်ကိုထက်ပြီးတော့ချဲ့နေတဲ့အကြောင်းကိုကျွန်တော်ကနောက်ထပ်ဆရာကြီးထက်ပြီးတော့ထည့်မယ်ပေါ့ဗျာ။အဲ့လိုထည့်တဲ့အချိန်မှာထားမှာတော့ကျွန်တော် marketing တင်တဲ့အမြင် HR တင်တဲ့လို finance တင်တဲ့လို့ထက်ပြီးတော့ဖြည့်ခြင်းလို့အခြားဆရာတွေကိုထက်ပြီးတော့ဖြည့်လိုက်တဲ့အချိန်မှာငနေအဆင်ပြေလေးရဲ့အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော် marketing တင်တာကိုပဲကျွန်တော်အပြင်နောက်ထပ် ဆရာတယောက်ထပ်ပြီးတော့ထည့်မယ်ဆိုရင်အဲ့ဒီဆရာကောင်းကြီးမကောင်းကြီးနဲ့မဆိုင်မင်းနဲ့မြမလူမျိုးကအစွဲတော်တော်လေးကြီးပါလေကျွန်တော်တင်တာကိုချိန်လို့ရှိရင်ကျွန်တော်တင်တာကိုပဲတက်ချင်ပါလေအဲ့လိုမျိုးကိစ္စရရှိတဲ့ကြောင့်မလို့ကိုလုံးတက်တဲ့အရာတစ်ခုကိုလုတ်ပြီးတော့ရောင်းမယ်ဆိုလို့ရှိရင်ရင်ရှိမှာနည်းနည်းလေးအထူးသဖြင့်လုပ်ငန်းချက်ထွင်တဲ့အပိုင်းမှာနည်းနည်းလေးတော်တော်လေးသတိထားရလေးရှိပါလေကျွန်တော်ခုနပြောလိုက်တဲ့အချက်၃ချက်ဝယ်ပြီးပဲရောင်းရောင်းကိုယ်တိုင်ထုတ်လုပ်ပြီးပဲရောင်းရောင်းကိုလုံးတက်တာဘယ်ရောင်းရောင်းဘာကိုပဲရောင်းရောင်းအရေးကြီးတာကအဲ့ဒီကိစ္စကိုကျွန်တော်တို့စိတ်ဝင်စားဖို့လိုပါလေ ဥပမာဆိုကြပါစို့ကျွန်တော်ကဘေးလုံးတွေခေစားလို့ဘေးလုံးရောက်မယ်ဗျာဘေးလုံးရောက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဘေးလုံးအကြောင်းကိုသိရဘူးအကယ်၍မသိဘူးဆိုရင်တော့ကျွန်တော် အဲ့ infection တွေခုနကပြောတဲ့ over size နဲ့ပတ်သက်ပြီးကျွန်တော်စိတ်ဝင်စားအောင်မယ်မသိတာကိုကျွန်တော်တို့ကသိအောင်တက်အောင်လေ့လာလို့ရတယ်သင်ယူလို့ရတယ်ဒါပေမဲ့စိတ်ဝင်စားတာကိုကျွန်တော်စိတ်ဝင်စားအောင်လို့ကနည်းနည်းလေးခက်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဘာပဲရောင်းရောင်းနံပါတ်1ကကိုစိတ်ဝင်စားတာကိုရောင်းပါနံပါတ်2ကရေရှည်ကိုညှော်သွေးပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုပြောနေတဲ့အကြောင်းအရာလေးကမိတ်ဆွေတို့အတွက်အသုံးတည့်တယ်ဆိုလို့ရှိရင်သူများကြည့်ပြီးတော့ share သွားပေးလို့ရပါတယ် ီအကြောင်းအနေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ဗီဒီယိုတွေထပ်ပြီးတော့ကြည့်ကြည့်နေဆိုလို့ရှိရင် comment မှာ thank you လို့ရေးခဲ့ပေးပါဟုတ်ကဲ့ကျွန်တော်နောက်ဗီဒီယိုနဲ့ပြန်လာခဲ့ပါဗျာ